ကလေးတွေရဲ့လွယ်တရားအကောင်းပကတိဖြစ်နေရတာလဲလို့မေခွန်းထောက်ရမယ့်အဖြစ်ဖြစ်သွားပြီဗျ။နော်မေခွန်းထွားမှာကလေးတွေရဲ့လွယ်မှာပြဲခြင်းလည်းမရှိဘူးဘာမှလည်းမရှိဘူးနော်ပြဲခြင်းလည်းမရှိဘူးဘာဆိုဘာမှကိုမရှိဘူးပြဲခြင်းနေပါ ई အဲ့တော့ခင်ဗျအဲ့ဒီလွယ်အိတ်တွေကိုကြီးကအိကြီးကအိကြီးလှုပ်ပြီးတော့လှုပ်လာတော့မှပုံပြီးအဆင်ပြေမဲ့ထင်ရနော်ပေါင်900ကြီးနဲ့ချတော့မှလွယ်အိတ်ကဘာမှမဖြစ်ဘူးဆိုတော့ခင်ဗျားတို့စဉ်းစားကြည့်ပေါ့ဗျာ အဲ့တော့ပြောချင်တယ်ခိတ္တု DBC တို့အရိယာကျောင်းဆရာမတယောက်ပေါ့နော်ကျောင်းဆရာမနဲ့အခြားတော်သူတွေလေလေပြပြောင်ပြပြောင်လိမ်ပါပြပြောင်ညာပါလို့နော် အမှန်လွဲတီကိုဓာတ်နဲ့ပြောင်းလောရမယ်ဓာတ်နဲ့စွထားရမယ်လွဲတီအပေါက်ပေါက်တွေလောရမယ်ဇက်နောင်ဇက်နောင်အခုကခင်ဗျားတို့ကလိန်လဲလိန်ချင်းပြီးတော့ပါတယ်ခိတ္တကလူကြီးဘလောက်90ကျော်ဟိုကျောင်းဆရာမပြောတာလူကြီး10ဦး အာတရားနဲ့တရားလည်းညှိလည်းမထားကြဘူးเนาะအဲ့တော့လိန်ပြီးပြောင်းလိန်ပါလို့ပေါက်ကိုတော်ကနေအကြံပြုခြင်းပါတယ်ဗျအားလုံးဒါပါပဲဗျကျေးဇူးတင်ပါတယ်အနန်းတော်ကျွန်ပဲမှာပေါ့เนาะဒါနဲ့ဥစဉ်စီတည်င်းပို့တဲ့ခါကျညှိပြီးတော့ညှိပြီးပြန်လွတ်လိုက်တယ်တဲ့ပြန်လွတ်ပြီးမှပြည်သူစစ်ကိုငါတင်ပြီးတော့ငါတင်ပြီးတော့ပြည်သူစစ်ကเนาะအာကျွန်တော်တို့ငားနေလဲမယူနိုင်ဘူးတဲ့ဒါကျွန်တော်တို့အန်ဒီရရှိတယ်တဲ့အန်ဒီရများတယ်ပေါ့နော်အမှုမတွဲနဲ့ပေါ့ဗျအမှုမတွဲနဲ့ပေါ့အမှုမလုပ်ချင်ဘူးပေါ့နော်အဲ့တော့ဥစဉ်တော့ပြည်သူစစ်တွေကဘာပြောချင်တာလဲဆိုတော့ ပြည်သူစစ်ကဆိုးကျင်ဆိုးမယ်တဲ့မိုက်ချင်မိုက်မယ်တဲ့မိုက်ကုံကိုတိုင်းပြည်အတွက်လှုပ်တယ်တဲ့ငွေရှာရင်တောင်မှတဲ့တိုင်းပြည်ကို တစ္ဆာဖောက်မဲ့အလုတ်ကိုမလုတ်ပါဘူးတဲ့လှုပ်တဲ့တူလဲလက်မခံဘူးလို့သင်ပေးပါအရှင်ဖရာတဲ့ဒါလေးစစ်တယ်စစ်တော့ဘာပြောလဲဆိုတော့ဒီမှာဖြတ်တယ်ဖြတ်တော့စစ်တယ်စစ်တော့စစ်ပိုင်ကိုမရှိဘူးတဲ့မင်းတို့ပြည်သူစစ်တွေစစ်ပိုင်ကိုမရှိဘူးတဲ့ငါစစ်ခိုင်းတဲ့လူနှစ်ယောက်ရှိရဲ့တဲ့ဟုတ်လားအကုန်လုံးပြီးပြီးသားတဲ့အကုန်လုံးတစည်းကိုတသိန်းခွဲပေါ့ဗျာပြီးပြီးသားလုံပြီးသားစိတ်ကန်းကမှာအကုန်လုံးရှင်းခဲ့ပြီးသားတဲ့ကဲ အဲ့ဒီဟာဒီမှာဘာပါတယ်ညာပါစစ်ပိုင်ကမရှိဘူးလားလောက်ပိုင်ကမရှိဘူးလားအော်စစ်ကြတော့အတူတိုက်ပိုင်ကရှိတယ်ရှေ့ကြတော့တက်ပိုင်ကရှိတယ်ဒါကြတော့စစ်ပိုင်ကမရှိဘူးဆိုရင်ဒီလူစစ်တင်စတာငွေစားဥစတာမို့တိုင်းပြည်အတွက်စစ်တာတိုင်းပြည်နဲ့လူမျိုးဗရတာအနာနဲ့စစ်တာ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ပောက်ကိုတော်ပြည်သူစစ်တွေတက်မတော်သားတွေနဲ့စက်ကြီးကောက်တော့လဲဝေစုမရသည့်အတွက် ပောက်ကွဲနေတဲ့ပောက်ကိုတော်ရုတ်တန်နဲ့အတူသခိုင်းတွင်စာတင်ကြောင်းကိုစစ်တပ်လေကြောင်းတိုက်ခိုက်သဖြင့်ခလီများတေဆုံးမှုအပေါ်ကုလအတွင်းရေးမှုချုပ်ကစိုးရိမ်ပြီးအကြမ်းဖက်မှုကိုရှုတ်ချလိုက်တဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးလိုက်ချင်ပါတယ်စကိုင်းတိုင်းတွင်စာတင်ကြောင်းကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်သဖြင့်ကလေးများတေဆုံးမှုအပေါ်ကုလသမဂ္ဂအတွင် ရေးမှူးချုပ် အန်တိုနီဂူဒါရက်ကစိုးရိမ်ကြောင်းထုတ်ဖော်ပြောဆိုလိုက်ပြီး အကြမ်းဖက်မှုကိုရှုတ်ချကြောင်းကုလသမဂ္ဂကတရားဝင်သတင်းထုတ်ပြန်သည်မေလ12ရက်နေ့စကိုင်းတိုင်းဒီပေးရင်မြို့နယ်ရှိစာတင်ကျောင်းကိုစစ်ကောင်စီတပ်ကလေရင်ဖြင့်ဂုံးကျဲချခဲ့ပြီးကျောင်းသားကျောင်းသူကလေးငယ်20ဦးနှင့်ဆရာမ2ဦးစုစုပေါင်း လူ24ဦးသေဆုံးခဲ့ခြင်းဖြစ်သည့်ငလင်လုခတ်မှုခံခဲ့ရတဲ့စကိုင်းတိုင်းဒေသကြီးအတွင်းကစာတင်ကြောင်တစ်ခုကိုမြန်မာစစ်တပ်က၄ကြောင် တိုက်ခိုက်မှုအပေါ်အထွေထွေအတွင်းရေးမှူးချုပ်ကစိုးရိမ်မိကြောင်းနဲ့အခုလို၄ကြောင်တိုက်ခိုက်မှုကြောင့်ကလေးငယ်တွေတေဆုံးဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။မြင်းငလင်ကြောင့်ကယ်ဆယ်ရေးလုပ်ငန်းများအဆင်ပြေချုံးမွေးစေဖို့မြန်မာစစ်တပ်ကအပြစ်ခတ်ရစေးရေးကိုမေလ31ရက်ထိတည်တံ့တိုးတယ်လို့ကြေညာထားပေမဲ့လည်းဒီဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။ လက်နက်ကင်ပရိပခဖြစ်နေချိန်မှာစာတင်ကြောင်းတွေကိုအကာအကွယ်ပေးရမှာဖြစ်ပြီးဘုံမကျဲပဲကလေးများကိုစာတင်ဖို့စာတင်ကြောင်းတွေကလုံခြုံမှုရှိရပါတယ်အထွေထွေအတွင်းရေးမှုချုပ်ကအကြမ်းဖက်မှုပုံစံအလုံးကိုရှုတ်ချပြီးအပြည်ပြည်ဆိုင်ရာလူသားချင်းစာနာမှုဥပဒေအရအယက်သားတွေကိုကာကွယ်ရေးကအဓိကစံတန်းမှုဖြစ်တယ်ဆိုတာကိုထပ်မံအတည်ပြုပါတယ်ဟုကုလသမဂ္ဂအထွေထွေအတွင်းရေးမှုချုပ်ပြောခွင့်ရပုဂ္ဂိုလ်စပန်ဒူဂျယ်ကမေလ၁၂ရက်နေ့တွင်ထုတ်ပြန်ပြောဆိုခဲ့သည် ။အဲမျိုးရေမင်္ဂလာပါဗျာ။ဒီနေ့က14ရက်9လပိုင်း2025ဖြစ်ပါလေဗျာ။ဦးစင်းဟာတန်ဒေါ်လာတွေကိုညနေရပေါ့နော်။မုံလွန်းလို့ပြောတာမဟုတ်ပါဗျာ။ဦးစင်းဟာဒီလိုပြောရင်ဒီလိုလောက်လာရင်ဒီလိုပြောရင်ဦးစင်းတွေ့လဲအန်ဒီရရှိတယ်ဆိုတာဒါပေမဲ့ဦးစင်းလည်းသိပါတယ်ဗျာ။ဒါပေမဲ့လည်းတိုင်းပြည်ရဲ့အတွက်ဆိုတော့ဦးစင်းကပြောရမှာပဲဗျာ။ဒါတွေကနေငယ်ကဦးစင်းတို့ပြုစစ်တွေကတည်င်းပို့လာတယ်ပေါ့နော်။ဒါစီပုံးနေပါဗျာ။လမ်းတော်ကျွန်းဘက်ကစီပုံးနေပါနော်။ နန်းတော်ကျွင်းဘက်ကစီပုံးတွေစီပုံးတွေကဓာတ်ရက် PDF တွေစီတော့တဲ့စီပုံးတွေခိုးတယ်တဲ့စီပုံးတွေနော်ပြန်လာတဲ့အခါမှာပြန်မိတာပေါ့နော်အစားကလွတ်ပေးလိုက်မှပြန်လာတဲ့အခါမှာဒါမျိုးမိတယ်အဲ့တော့ဦးစင်းတော့မိတယ်မိတဲ့အခါမှာဦးစင်းကဘသူကပြီးတော့ဖမ်းတယ်ပေါ့ဗျဖမ်းတော့အဲ့မှာပြည်သူစစ်တွေကိုလည်းဒီဖမ်းတဲ့ဘုံကနေမှတက်ကြလိုက်ပြီမင်းတို့ရောက်ငါးတိကျပြည်သူစစ်တွေကမရှိပါဘူးပြည်သူစစ်တွေလုံးဝလုံးဝမရှိဘူးအဲ့ဦးစင်းစစ်တွေတဲ့ဦးစင်းနဲ့ဒါမျိုးကခဏခဏဖြစ်နေတယ်ဗျာတဲ့တပည့်တို့ဒါတွေက မှန်ပြောရလို့ရှင်အဲ့ဒီစီပုံးเนี่ยကြီးတယ်အဲ့စီပုံးเนี่ยမဟုတ်ကြီးတယ်အဲ့ဒါတွေကဟိုဘက်ကြီးတော့ပေါ့တို့လက်ပံလာလို့တပိတ်ချင်းပဲဆိုဒီစိတ်ကမ်းတွေတော့ကြီး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 ဦးစင်းတို့အသေးမဲ့ပြည်သူတွေကိုဖြစ်တဲ့ကြီးကြီးတက်မတော်သားတွေရဲ့ရင်ဝါကိုဖြစ်တဲ့ကြီးကြီးရဲတွေရဲ့မိသားစုကိုဖြစ်တဲ့ကြီးကြီးတို့တော့နိုင်ငံဝန်ထမ်းကောင်းတွေကိုရင်ဝါကိုတဲ့တဲ့ခေါင်းတွေတဲ့တဲ့မှန်တဲ့ကြီးကြီးအဲ့စီပုံးเนี่ยကြီးကြီးပဲအဲ့စီပုံးတွေကသူတို့တွေရွှေလောက်တယ်ရွှေလောက်တော့ရရကြီးကြီးဝယ်လက်နဲ့တွေဝယ်တယ်နော်လက်နဲ့တွေဝယ်တယ် ဒီတော့တို့တို့စီကပတ်စံရတော့ဘယ်လောက်ရမှာမကြောက်လဲလောက်ရမှာမကြောက်နော်အဲ့တော့စစ်စစ်ရမယ်ဟုတ်ပြီဘယ်ရတာဒီဟာစစ်စစ်ရမယ်ဘယ်ဟုတ်ဘောလဲဘယ်ဟုတ်ဘောလဲကြာကြာလာစစ်စစ်မပေါ်စရာအကြောင်းမရှိဘူးမပေါ်စရာအကြောင်းမရှိဘူးနော်အဲ့တော့ဒရင်ပို့တဲ့ပြည်သူစစ်တီကိုရောဒီဒရင်ပို့တဲ့ဒီဒီပို့နော်နားလေတဲ့တချို့တက်မတော်လားရောပါလေကျေးဇူးတင်ပါတယ်နော်ကျေးဇူးတင်ပါတယ်အနန်းတော်ဂျွန်ဘက်မှာပို့နော်ဒါနဲ့ဦးစင်းစီဒရင်ပို့တဲ့ခါကျညှိပြီးတော့ညှိပြီးပြန်လွတ်လိုက်တယ်တဲ့ပြန်လွတ်ပြီးမှပြည်သူစစ်ကိုငါတင်ပြီးတော့ငါတင်ပြီးတော့ပြည်သူစစ်ကနော် အာကျွန်တော်တို့ငားနေလည်းမယူနိုင်ဘူးတဲ့ဒါကျွန်တော်အန်တရရှိသေးတယ်အန်တရများတယ်ပေါ့နော်အမှုမတွဲနဲ့ပေါ့ဗျာအမှုမတွဲနဲ့ပေါ့အမှုမလုပ်ချင်ဘူးပေါ့နော်အဲ့တော့ဥစဉ်တော့ပြည်သူစစ်တီးကဘာပြောချင်တာလဲဆိုတော့ပြည်သူစစ်ကစိုးချင်စိုးမယ်တဲ့မိုက်ချင်မိုက်မယ်တဲ့မိုက်ကုံကိုတိုင်းပြည်အတွက်လုပ်တယ်တဲ့ဝေရှာရင်တောင်မားတဲ့တိုင်းပြည်ကိုတစ္ဆာဖောက်မဲ့အလုပ်ကိုမလုပ်ပါဘူးတဲ့လုပ်တဲ့သူလဲလက်မခံဘူးလို့တင်ပေးပါအရှင်ဖျားတဲ့ဒါပြည်သူစစ်တူကနေမှာခေါင်းဆောင်နေမှာဥစဉ်စီပြလိုက်တစားပြည်သူ့စစ်ကစိုးချင်စိုးမယ်မိုက်ချင်မိုက်မယ်မိုက်ကုံကိုတိုင်းပြည်အတွက်လုပ်တယ်ငွေရှာရင်တောင်တိုင်းပြည် တစ္ဆာဖောက်မဲ့အလုတ်ကိုမလုတ်ဘူးလုတ်တဲ့သူလည်းလက်မခံဘူးလို့တင်ပြပေးပါဖေရတဲ့အဲ့တော့ဥစဉ်ချက်ချင်းလက်ငယ်ဒီဥစဉ်တို့ဗိုလ်ချုပ်ကလည်းဗိုလ်ချုပ်နဲ့ဥကလည်းဥစဉ်တရင်ပို့လိုက်တယ်ချက်ချင်းလက်ငယ်ဖော်ဖော်နဲ့ချက်ချင်းလက်ငယ်စီစဉ်ဆောင်ရွက်ပေးပါမယ်ဖေရတဲ့လုတ်ပေးပါမယ်တဲ့ဗိုလ်ချုပ်နော်တန်တယ်မူလည်းဥစဉ်ချက်ချင်းပို့လိုက်တယ်အဲမင်းတို့မပို့ရငါပို့ပေးမယ်လို့ပေးလို့ဆက်လိုက်မယ်တန်တယ်မူကဒါမျိုးဟာကိုစောင့်တယ်သူကိုယ်တိုင်တော့မှဟိုလိုသခိုင်းတရားမှာလို့73စီဖမ်းလိုက်တယ်လို့ တကယ်လို့လားအဲ့တန်းတယ်မှုကငွေမဲ့တယ်ငွေယူမဲ့ဆိုလို့ရှိရင်အဲ့73000အလဲဆုံးမရပါဘူးဆိုရင်3000 4000ရလိုက်မယ်လို့ပေါကူတော်တော်မှပြောပြတော့တိတ်ထောင်နဲ့လာကန်လန်းတယ်လို့ကဲဦးစင်းတော်မှတိတ်ထောင်လောက်နဲ့ကန်လန်းတယ်ဆိုလို့ရှိရင်ခင်ဗျဒီတန်းတယ်မှုဒီဖမ်းလိုက်တာတန်းဒီဟာကြီးလွတ်ပေးပါခင်ဗျလွတ်ပေးပါဘယ်လောက်ဆိုလို့ရှိရင်အလဲဆုံး3000တောင်မှဒါပေမဲ့သူနိုင်ငံပေါ်တစ္ဆာမခေါ်ဘူးလို့နိုင်ငံပေါ်တို့တစ္ဆာရှိတယ်လို့ဦးစင်းတော်လိုချင်တာလဲအဲ့လိုကိုချုပ်တယ်လို့အဲ့ကိုချုပ်စီကိုင်မင်းလဲဆက်လိုက်လို့ခုနကပဲလူဆက်တော့ဟဲ့အောင်နဲ့ ဲ့ဒါမျိုးလုပ်လို့ရှိရင်အသေးအဖွားဖြစ်ဖြစ်ငါသူတိုက်ရိုက်ဆဲတဲ့တိုက်ရိုက်ဆဲတဲ့ငါထျောက်စွာရေးယူပေးမယ်တဲ့ဟုတ်လားအဲကြောင့်ဥစဉ်တော်ကပြောချက်နဲ့ကိုယ့်ဘက်ကမှတိုက်ရိုက်ဆက်လိုက်ခိုင်းတဲ့ချင်းဆက်လိုက်အော်ဆက်ဆက်ဆက်ရှက်ဆက်ဆက်ရမလဲလောက်ဆရာရှိရလောက်ရမလဲဒီလောက်စီပုံဒီဒီဇယ်တက်စီပုံနဲ့ပုံ100ကျော်200လောက်ဒီဆက်လေကယူမှာပါလာတယ်ပို့လေဆက်ဆက်ရမယ်ဘယ်ဟာပို့ရလဲဘယ်သူစီပို့ရလဲဘယ်ဟာဝယ်ရလဲဘယ်နေရာဝယ်ရလဲဘယ်နေရာပို့လာလဲဆက်ဆက်ရမယ် အဲ့တော့စားကျင်တယ်အစင်မပြေလို့ဟုတ်ပြီဒီကန်းစီစိတ်ကန်းဘက်မှာငွေစားကျင်တယ်ဝါပေါင်ကားတွေရှိတယ်ခင်ဗျားတို့တိုက်တယ်လောက်ကောက်ဗျာစင်တာရှိရင်ကောက်ပါမဖြစ်ဘူးဝါပေါင်ကားတွေရှိတယ်တစ်ကားတွေရှိတယ်တစ်ဖောင်ကားတွေရှိတယ်ကောက်စားမှာစားဖို့တောက်ဖို့ကောက်လို့ရတယ်အပြစ်မပြောဘူးဒါပေမဲ့ဒီဒီဇယ်တွေပရီမီယံဒီဇယ်တွေဒီဇယ်တွေဓာတ်ဆီတွေအဲ့ဒါတွေကကြီးရေကြီးရေနော်ခင်ဗျားတို့ရဲ့ရှင်ဝါကိုတဲ့တဲ့မှန်ပဲကြီးရေအဲ့တိုင်းပြည်ကိုတစ္ဆာမဖောက်ပါနဲ့စားနည်းတွေအများကြီးရှိပါတယ်ကောက်စားမှာဝါပေါင်နဲ့တစ်ဖောင်နဲ့လူလည်းကောက်တာပဲ ဒါလေးကိုဦးစင်းကပြောချင်တာတော့ဒါလိုပြောရင်ခင်ဗျားတို့ကျုပ်ကိုမုံလိုက်မယ်မုံလဲကျုပ်ဂူးမဆိုင်ဘူးကျုပ်လဲတိုင်းပြည်အတွက်ကိုပြောတာတိုင်းပြည်တစ္ဆာဖောက်တဲ့အလုပ်ကိုကျုပ်တို့ဘယ်တော့မှလက်မခံဘူးခင်ဗျားတို့ဘဝကြီးတစ်ခုလုံးပြောင်းလဲသွားမှာလားလူလူပေးတဲ့ငွေရတက်တက်လုံးထိုင်စားလို့ရမှာလားဒါလေးကိုဦးစင်းကမေးခွန်းထုတ်ချင်တယ်ဗျာနော်ကဲစစ်ဆေးတာတော့ဗျာဟုံးမုံဘာညာတော့ဒီကတော့ဦးစင်းတော့ဓာတ်ပုံနဲ့တကွာပုံနဲ့တကွာနဲ့ပြလိုက်တယ် နော်ဘယ်လိုဖြစ်ရှင်းမလဲဘယ်လိုလုပ်မလဲဆိုတော့ဥစဉ်ကတော့မတည်ဘူးဒါနဲ့ဥစဉ်ရဲ့ပတ်နာစာတွေပို့တဲ့တည်င်းကိုတော့ဥစဉ်ကဘုကြုတ်တေစီကိုတင်ပြလိုက်ဒါလေးကိုစစ်စစ်ပေးပါဒါလေးကိုအမှန်တရားဖြစ်ချင်ပါတယ်ဒီတိုင်းဒီတိုင်းလုပ်ပေးပါအရင်ရက်ကလည်းဥစဉ်ကတန်ဖိုင်ကိုပို့ထားပါတယ်ဗျာနော်တန်ဖိုင်ကိုပို့ထားတယ်ဒီဒီနန်းတော်ကျွင်းအုတ်ကြီးတွေဆိုရတော့တယ်အရန်လေးစားစရာကောင်းတယ်အုတ်ကြီးတွေဆိုရင်နော်ဒါတို့အတက်အန်တွေရဲ့ကြားအနေဒါအတိုက်ခံလုပ်ပြီးသူပြောတာတွေမနေရမှလည်းမနေရလည်းဒီတိုင်းပဲဒီဟာတွေစစ်တယ်စစ်တော့ဘာပြောလဲဆိုတော့ဒီမှာဖြတ်တယ်ဖြတ်တော့စစ်တယ်စစ်တော့စစ်ပိုင်ကိုမရှိဘူးတဲ့မင်းတို့ပြည်သူစစ်တယ်စစ်ပိုင်ကိုမရှိဘူးတဲ့ငါစစ်ခိုင်းတဲ့လူတစ်ယောက်ရှိရဲ့တဲ့ဟုတ်လား အကုန်လုံးပြီးပြီလားတဲ့အကုန်လုံးတသိကိုတသိန်းခွဲပေါ့ဗျာပြီးပြီလားလုံးပြီးလားစိတ်ကန်းကမှအကုန်လုံးရှင်းခဲ့ပြီလားတဲ့ကဲအဲ့ဒီခါဒီမှာဘာပါတဲ့ညာပါစစ်ပိုင်ကိုမရှိဘူးလားလုံးပိုင်ကိုမရှိဘူးလားဩစစ်ကြတော့အတူတိုက်ပိုင်ကိုရှိတယ်ရှင်းကြတော့တက်ပိုင်ကိုရှိတယ်ဒါကြတော့စစ်ပိုင်ကိုမရှိဘူးဆိုရင်ဒီလိုစစ်တင်စစ်တာငွေစားကိုစစ်တာမဟုတ်တိုင်းပြည်အတွက်စစ်တာတိုင်းပြည်နဲ့လူမျိုးဗရတာအနာနဲ့စစ်တာ နော်ဒါလေးလည်းသိစေချင်တယ်ဗျာနော်အဲ့တော့စီစီလုံးလုံးညင်ညွတ်နဲ့ညင်ညွတ်နဲ့လုံးမသားလေးရင်ဦးစင်းတို့အောင်မြင်ပါခေါင်းဆောင်ကလည်းခေါင်းဆောင်ပြီးသားဆိုတာနဲ့လုံးမသားလေးရင်အောင်မြင်မယ်လို့ဦးစင်းကတော့တုံးတက်ချင်ပါတယ်ဗျာအားလုံးတော်ပါပဲဗျာ